အားလုံးပဲမင်္ဂလာပါအဲဒီဗီဒီယိုကတော့ Francis Cabrera ရဲ့နောက်ထပ် Titan နဲ့နိုင်မွေးလေးတစ်ပွဲကိုကျွန်တော်တို့ analyze သဘောမျိုးလေးနဲ့ပြန်ပြီးသုံးသပ်ရအောင်ပါဒီပွဲကတော့105ပေါင်နဲ့115ပေါင်ကြား Atten Weighton ကောင်းစင်အောက်ကနေကစားသွားတာပါ Vera ရဲ့ပြန်ဘက်ကတော့အားလုံးသိကြတဲ့အတိုင်းထိုင်းကစားသမားလေးဖြစ်တဲ့ Nova Sai ပါကဲဒီတော့ကျွန်တော်တို့ပထမခြေကိုကြည့်အောင်အဲမွေထိုင်းရဲ့သဘောတဘာဝအတိုင်းခြေကန်ချက်တွေနဲ့အကွာအဝေးချိန်စားတယ်ပြိုင်ဘက်ရဲ့အနေထားကိုအကဲဆန်းတယ်အဲဒီမှာတစ်ချက်ကြည့်အောင် ဗေဒါကတော်တော်လေးကစားပုံပါနေတဲ့ကစားသမားဆိုတာသိတာတယ်။ဘာလို့လဲဆိုတော့ဗေဒါရဲ့ကက်ကိုကြည့်တော်တော်လေးလုံတယ်။ခါးကလည်းညှို့ထားတယ်။ဒီတော့ဘော်ရီယောဂျောယောကိုပြိုင်ဘက်ကထိအောင်ထိုးဖို့ခတ်သွားတယ်။အဲဒါပေမဲ့ဒါဟိုတော်မှပထမအချီမှာနဲ့ဗေဒါကိုကွဲအောင်ထိုးသွားတဲ့ဖားဆိုင်ကိုကျွန်တော်တို့တော်တော်လေးချီးကျူးရမှာပါ။ဗေဒါကတော့ဒီပထမအချီတစ်ချီလုံးမှာချက်တစ်လုံးပဲသုံးသွားတယ်။ဘာမှသူအများကြီးလုံးမပြဘူး။ကက်ကိုလုံအောင်ကမယ်ချက်ထောင်မယ်ဒါပဲဒါမှမဟုတ်လေအဲ့ဒီချက်ကဘလောက်တာသွားလဲဆိုရင်ဖားဆိုင်တယောက်ရုပ်ပြတ်သွားတဲ့အထိပါပဲ အဲတွဲလုံးနေ၃နာရီကြီးမယ်ဆိုရင်တော့ဖားဆိုင်ရမှာသူ1 2ထိုးပြီးတော့ဘဲကြီးကန်တာတွေပါတယ်လုတ်ပြသွားတယ်တော်တော်လေးလဲလှတယ်အဲလူကိုပြောတာပါအလကားစားတာပါအဲအခုနာပြောသလိုပဲပထမအချိန်မှာတယ်ဗေရာရဲ့ဂျက်တူကြောင့်ဖားဆိုင်ရရုပ်ပြတ်နေပြီအဲဒိုင်နီကတော့တည်တဲ့အတိုင်းပဲသူ့လူသားတဲ့နေရာတွေပဲရွေးပြသွားတယ်အဲဒိုင်မဲလဲထားလိုက်ပါကျွန်တော်ဒုတိယအချိန်ကိုဆက်ကြည့်အောင်အဲဒီဒုတိယအချိန်မှာလဲဗေရာကပပနဲ့နဲ့ပဲထိုင်းနေကစားရင်အမတ်ရဖို့ကအတိကဆိုတဲ့အတိုင်းသူကဂက်လုံအောင်ကာထားတယ်ဂျက်တွေပဲလိုက်တော့တယ် အဲဒီချက်ဘာမှအများကြီးသူပိုလို့မပြဘူးအဲမလောက်တာလားဂိမ်းမလန်ကြောင်းမလားဆိုတာတော့ဗေရာကိုရိုင်းမဲ့သိလိမ့်မယ်ဗျအဲတစ်ဖက်ကဖားဆိုင်ကတော့1 2 body kick 1 2အဲအဲ့လိုကိုမိုလေးတွေတွေ့ရတယ်အဲပါဝါလဲပါတဲ့လောက်ပါတယ်ဗေရာလဲတော်တော်လေးမာတဲ့ပြရပါမရှိဘူးဆက်လိုက်ကစားတယ်အဲဒုတိယပိုင်း2မိနစ်ခွဲလောက်မှာတော့ဖားဆိုင်ကွဲသွားတယ်ကျွန်တော်ထင်တော့ကလစ်ကန်နေဒူးရီတိုင်နေနေကျွန်တော်ခေါင်းနဲ့ဆောက်မိရဲ့ထင်တာဒီမှတေချာကြည့်တနာပါပဲဒုတိယပိုင်းပြီးကန်နေဒီဗေလာကဒီတိုင်းပဲကစားတယ် သူ့ရဲ့ jet တွေနဲ့ fast line တော်တော်လေးအထိနာတယ်။အဲ Vader ကလည်းဒီနောက်ဆုံး3မိနစ်လောက်မှာ तू က jet ထောက်တယ်။တထောင်ကိုဘယ်ညာအတွဲလိုက်သုံးပြီးတော့ဖိအားပေးပြီးကစားသွားတာကိုတွေ့ရတယ်။ပြိုင်ဘက်ကလည်းမခံနိုင်ဘူးဆိုတော့ तू ကောင်းကောင်းသိပုံရပါတယ်။အဲဒီအထိ तू ညာဘက်လက်ကိုတိတ်မသုံး။သုံးတဲ့အချက်ကြတော့လည်း तू ထိထိမိမိကိုသုံးတယ်။ကျွန်တော်ထင်တော့ तू fast line ရဲ့ power ကိုကြောက်ပြီးတော့ညာဘက်လက်ကိုအမြဲတမ်းတင်ထားတာလို့ထင်တယ်။မပိုင်မဲနဲ့သူဘယ်တော့မှဒီဂတ်ကိုချပြီးတော့အဲလက်သီးတွေပါတယ်မတုံဂတ်ကိုပဲပိုင်အောင်ကာထားတယ အဲ့ဒီမှာရင်ဗေဒါပွဲအဖေကိုတွေ့နေပြီဒါပေမဲ့ပွဲကတော့ပြတ်မသွားဘူးဒီတော့ကျွန်တော်တို့တတိယချီကိုဆက်ကြည့်ရအောင်ဒီတကြီးမှာလဲ Francis ကဗေဒါရဲ့ game plan မပြောင်းလဲဘူးဗျသူ့အတွက်ဒီပြိုင်ဘက်က Veronica လောက်မခတ်ဘူးလို့ထင်ရတယ်အဲပြီးတော့ Veronica နဲ့ Junior ပွဲတော့လို့ player ranking ကလည်းကွာတယ်ဒါကြောင့်လဲသူတတိယချီပြန်စားတဲ့အခါမှာအားနာလို့လားမသိဘူးဗျဖတ်ပြီးတော့နှစ်သိမ့်လိုက်သေးတယ်အဲပြီးတော့ Veronica overhand right တစ်လုံးနဲ့ Junior fade တက်ကိုနိုင်သွားတယ်လို့မျိုးပဲ အဲဗေရာကလည်းသူ့ရဲ့အားပါတဲ့ချက်တလုံးကိုပဲတိတိကျကျသုံးတယ်ပြီးတော့သူလက်သီးဆုံးရှုံးမှုအရင်မရှိဘူးဗျလက်ထွက်တာနဲ့ထိတယ်ဒါကတကယ်အတူယူစရာအချက်ပါအဲပြီးတော့သူ့ရဲ့အန်ကွန်လိုပြောလို့ရမယ်သူ့နဲ့အသားတရားရှိနေတဲ့ဒီတထောင်ရိုက်ချက်တွေကိုသူကောင်းကောင်းအသုံးချတယ်ဒီမှာကြည့်ဖားဆိုင်ထက်ကွဲသွားတာဒါကဗေရာရဲ့တထောင်ချောင်းကွဲတာလူချင်းကတ်နေတဲ့အချိန်မှာတထောင်နဲ့ကတ်ရိုက်တာတွေကတော်တော်လေးကိုတိကျသလိုကွဲပါကွဲသွားတယ်တစ်ဖက်ကလည်းတော်တော်လေးမာတယ်ပြောရမယ်ဒီနေရာမှာတထောင်တွေကတ်ရိုက်တာအများကြီးထိတာ ဒီ Vera ကဂိမ်းပလန်ကိုရိုးရိုးရှင်းရှင်းလေးပဲတုံးသွားတယ်ဗျညာဘက်လက်ကိုတုံးတာတော့တုံးချက်လောက်ပဲတွေးလိုက်ရတယ်ဟိုခြုံပြီးပြောရမယ်ဆိုရင်သူ jet တစ်ပေါက်ထဲနေတယ်ဒီဘွဲကိုအနိုင်ကစားသွားတာပါအဲကျွန်တော်ကတော့ Veronica နဲ့တောင်ဒါမကြည့်ဘွဲပြန်ကြည့်ကြင်ပါသေးတယ်အဲခင်ဗျားတို့ရော Vera ကစားသွားတဲ့အပေါ်ဘယ်လိုမြင်လဲဗျကိုမမှတ်ချက်ပေးကြပါအောင်လို့ပြောရင်းနဲ့ကျွန်တော်နောက်ထပ် video မှာပြန်ဆောင်အောင်နော်